အားလုံးပဲမင်္ဂလာပါကွယ်ဒီနေ့ပြောပြမယ့်ပုံမြင်ကလေးကတော့ပြန်တန်းရှင်သောယုံကလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ငါတောက်လေးတစ်ခုထဲမှာဂန်နီဆိုတဲ့ယုံလေးတစ်ကောင်ရှိတဲ့ကွယ်သူဟာကကလေးတွေကြည့်ရတာကိုသိကိုသဘောကျတာပေါ့ဒါကြောင့်မို့လို့မနေ့တိုင်းမနေ့တိုင်းမှာတောင်ဝုန်းထိတ်ကလေးပေါ်သူသွားပြီးတော့ငှက်ကလေးတွေပြန်လာမဲ့အချိန်ကိုစောင့်နေလေးရှိတဲ့ကွယ် ငါလည်းငှက်ကလေးတွေလိုမျိုးဟုတ်မြင့်ကြီးမှာပြန်တန်းချင်လိုက်တာဘန်နီလေးဟာပြန်တန်းနေတဲ့ငှက်ကလေးတွေကိုကြည့်ပြီးတော့တူတူလေးရေရွတ်နေတာပေါ့ကွယ်ဘန်နီမှာမီယာဆိုတဲ့တငယ်ချင်းရှင်ကလေးတစ်ကောင်လည်းရှိတာပေါ့ကွယ်သူကတော့တစ်ပင်တက်ရတာကိုနှစ်သက်ပြီးတော့အခုမှဒီလေးတွေရှာစမ်းနေရတာကိုပဲသဘောကျတတ်တဲ့သူလေးပေါ့ မရရင်ငါငှက်ကလေးတွေလိုပဲဟိုးမြင့်ဒီမှာပြန်တန်းဆောင်လိုက်တာကွာကျောင်းကလေးတွေကဘယ်လိုလုပ်ပြန်တန်းတက်မှာလဲငါသိပါတယ်ဒါပေမဲ့ငါစူးစမ်းကြည့်ရှင်သေးတယ်ကွာဒီလိုနဲ့ဗန်ဒီလေးဟာသူ့ရဲ့လက်တွေမှာတိရက်ကလေးတွေကိုစိတ်တွယ်ပြီးတော့မျက်ခင်းမြင်တစ်ခုပေါ်မှာအပြန်လေးချင်နေတဲ့ကွယ်1 2 3 call me အမလေးဗျာမန်နီလေးဟာလေးဘောဘောပြန်တန်းနိုင်ဖို့အတွက်တည့်ရလေးတွေချိန်ပြီးခုံလွန်နေပြီမဲ့လေသူဟာမျက်ခင်းမြင့်မော်ကိုသာတဘုံဘုံနဲ့ပြုတ်ကျနေတော့တာပေါ့ကွယ်အင်းငါနောက်တစ်မျိုးစဉ်းစားကြည့်လိုက်ပါဦးမေဒီတည့်ရတွေနဲ့တော့အလုံးမဖြစ်ပါဘူးကွာအီလိုနဲ့ဘန်နီလေးဟာထင်းလေးတစ်ချောင်းကိုယူခဲ့ပြန်တဲ့သူဟာ ချီလေးကိုဖွင့်ပြီးတော့တောင်ကုန်းထိတ်ကနေပြေးဆင်းလာပြီးလေထဲမှာပြန်နိုင်ဖို့စူးစမ်းပြန်တဲ့ကွယ်သူဟာဘလို့ပဲစူးစမ်းပေမဲ့လည်းမပြန်တန်းနိုင်တဲ့အပြင်သူ့ရဲ့ချီကလေးနဲ့အတူတူတောင်ကုန်းပေါ်ကလိမ့်ကြပြီးတော့ခြုံမုတ်လေးတစ်ခုမှညှိနေတော့တဲ့ကွယ်ဒါပေမဲ့ဗန်ဒီလေးဟာအရှုံးမပေးဘဲနဲ့ ကြောက်တုံးတွေပေါ်ကနေခုံပြန်ကြော်သွားပြီးတော့လေ့ကျင့်တယ်။တင်းငုတ်တူတွေပေါ်ကနေခုံပြန်ပြီးတော့လေ့ကျင့်တယ်။ဒါအပြင်ကောက်ယူမြန်းချောက်ပုံပေါ်ကနေခုံဆင်းပြီးတော့လည်းလေ့ကျင့်တဲ့ကွယ်။ဘယ်လိုပဲလေ့ကျင့်လေ့ကျင့်ဘယ်နေလေးဟာပေတော့မှမပြန်တန်းနိုင်ခဲ့ပါဘူး။ဒီဝဲကျူစာကျူစာဘလို့မှမပြန်တန်းနိုင်ဘူးဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့ဘန်နီလေးဟာတစ်ပင်တပင်ရဲ့အောက်မှာမောပန်းစွာနဲ့ပျော့ခွေလဲလျောင်းနေပါတော့တယ်။ အဲ့ဒီချိန်မှာပဲလိပ်ပြာကလေးတကောင်ဟာဘန်နီရဲ့နှကောင်းထိတ်မှာလာနာတဲ့ကွယ်ပြီးတော့လိပ်ပြာကလေးကနှွေးထွေးနှုညံ့တဲ့အတန်ကလေးတွေနဲ့ဘန်နီလေးကိုအဖေစကားပြောလိုက်တဲ့ကွယ်မိတ်ဆွေမင်းဟာသူရှာဖို့အတွက်ပြန်တန်းနိုင်တဲ့အတောင်ပံတွေပါစရာမလိုပါဘူးကွာ မင်းစီမှာမင်းရဲ့ကိုယ်ပိုင်ထူရှာချက်ရှိပြီးသားပါ မင်းကတခြားတရဝရဲ့ချက်ကိုမြန်မြန်နဲ့နင်းမြန်လေးခုံနိုင်တယ်လေကွာဒါမင်းရဲ့ထူးခြားချက်ပဲပေါ့အဲ့ဒီချိန်မှာပဲဗန်နီကလေးဟာပြန်လည်လန်းဆန်းလာပြီးတော့လက်ပြကလေးကိုစကားပြန်ပြောတဲ့ကွယ်ဟုတ်တာပေါ့မင်းပြောတာသိမှန်တာပဲငါကမပြန်တန်းနိုင်ပေမဲ့လေလေလိုပဲလှည့်မြန်တဲ့နှုံနဲ့ကြီးခုံနိုင်တယ်လေ ့ကွာမင်းကလည်းမင်းရဲ့ထူးခြားချက်ရှိနေသားပဲလေအားလုံးကကိုစီထူးခြားချက်တွေရှိနေပြီးသားပါကွာလိပ်ပြကလေးနဲ့စကားပြောပြတာနဲ့ဗန်နီလေးဟာလေထက်လန့်မြန်တဲ့နှုံးတွေနဲ့မျက်ခင်းပြက်လေးပေါ်မှာပြေးလောခုံပေါက်နေတော့တာပေါ့ကွယ်သူ့ရဲ့တငယ်ချင်းဖြစ်တဲ့မိယာလေးကလည်းလက်ခုပ် TV အားပေးနေတော့တာပေါ့အဲ့ဒီနေ့ကနေစပြီးတော့ဗန်နီလေးဟာပြန်တန်းနိုင်မှုအတွက်စူးစမ်းခြင်းကိုရပ်တန့်လိုက်ပြီးတော့ အရင်ထက်ပုံမှန်မြန်ဆန်တဲ့နှုံးတွေနဲ့ပြေးလွှားခုန်ပေါက်နိုင်မှုအတွက်လေ့ကျင့်နေပါတော့တယ်။သူဟာလွတ်လပ်ပျော်ရွှင်ခြင်းတွေကိုလည်းအပြည့်အဝခံစားနေတော့တာပေါ့ကွယ်။ပုံမြင်လေးရတော့ဒါပါပဲကွယ်။နောက်ရက်တွေမှာလည်းဘလို့ပုံမြင်ကလေးတွေကိုတင်ဆက်ပေးအောင်လဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။